အမတော့မှမဟုတ်ဘူးဘသူမဆိုအမေဆွနဲ့တွေ့ရင်မတန်းတပ်ပုံလည်းရတော့အမတော့ကြံကျင်တယ်လေနော်တွေ့ရတဲ့အခွင့်အရေးဆိုတာမလွယ်ဘူးဖုန်းထုတ်ပြီးတော့ရိုက်တဲ့အခါမှာတမန်အမေဆွနဲ့လူတို့တွေ့ဆုံပွဲတွေမှာဆိုလူတွေကထောက်ပြီးတော့ရိုက်နေကြပဲလေနော်အမေဆွစုလဲဆိုတော့တခါမှမရှိခဲ့ဘူးအဲ့ဒီခုံးကဘာလို့ဥတာလဲလှန့်သွားကြဟိတ်ပတ်ဖြစ်ကြတယ်ဟော ကျမ်းလည်းတယောက်စကားပြောတယ်ဆိုတဲ့နေရာမှာကိုပြောချင်တဲ့စကားတွေကိုရေးရေးဆဆနဲ့အပြန်အလှန်ပြောကြဆိုကြနားထောင်ကြရတယ်ဒီဒီကင်မာကြီးတကားကားနဲ့ဟိုဟာရှေ့ကချိန်ထားတယ်ဆိုတဲ့ဟာကားနဲ့ဘလောက်တောင်မှမကောင်းတဲ့အပြုမူလဲအင်းမရင်ကျိတဲ့အပြုမူလဲပေါ့ဆိုပြီးစပြီးစိုးရောအလုံးလည်းဘာလို့ရမှာမသိဘူးဖုန်းလေးဟိတကခလိကျန်ထဲ့ကြပါဘောနော်အလွတ်တော်ကိုယ်စားလှယ်တွေ့တဲ့အခါမှာ "तू ကလူတို့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ဟာကိုပြောမဲ့ဟာရဲ့ခြေစင်းအနေနဲ့အမားတို့အရင်ဆုံး မီးကိုရေးနဲ့နှိမ့်လိုက်တော့လှုပ်ချပလိုက်ဘာလို့မှမလုပ်ရဲအဲ့ဒါကိုအမားတို့အားလုံးကတုံ့လတ်တွေ့ရတာမို့ကလေးလိုပဲဒီလားလူတို့ကသူဆက်ဆံတဲ့အခါမှာညင်သားမယ်ဒါပေမဲ့အမားတို့ကိုဆိုလို့ရှင်စူကြရှင်းရင်လည်းစူပြက်လိုက်မယ်အဲလာရောကြရှင်းလိုက်လာရောလိုက်ဆိုတဲ့ဟာလေးမျိုးစုမှရှိတယ်အာတတိရှိရှိနဲ့ဝန်ခံရင်ခွင့်တောင်းရင်လည်းသူကခွင့်ပြုတတ်တယ်ဆိုတဲ့ဟာလေးကိုအမေစုစရာနဲ့တင်မိတယ်ပေါ့နော်အမေစုစကားပြောပြတဲ့အချိန်မှာငါရအောင်ခွင့်တောင်းမယ်ဆိုပြီးတော့မှအမခွင့်တောင်းရဲ့မိသမီးတို့က မှတ်တမ်းချက်ပုံလေးတော့ရိုက်ချင်သေးတာခွင့်ပြုပေးပါအမေမရရင်လည်းအစုခံလိုက်မယ်ပေါ့ထပ်ပြီးတော့ကြရရင်လည်းရိုက်မယ်ဆိုပြီးတော့အမထပြီးတော့ခွန်တောင်းလိုက်တဲ့အခါကျတော့အမေကရှားရမှာပေါ့တဲ့ရိုက်မယ်ရိုက်မယ်ရိုက်လိုက်လေကုံခေါ်လိုက်ခေါ်လိုက်ဆိုပြီးတော့မှအားလုံးပဲအာပြန်ပြီးတော့စိတ်တွေလန်းဆန်းတက်ချသွားကြပြီးတော့ငါတို့တတုတ်ချင်းစီရိုက်ကြတယ်ဒါကရွှေတွေငွေတွေတိမမှာမတို့ကအမေစုစီကရကြနေတာရွှေလည်းမဟုတ်ငွေလည်းမဟုတ်သူနဲ့အမတို့ရဲ့မှတ်တမ်းလေးတစ်ခု အမတို့မျိုးဆက်တစ်ခုမှကျန်ခဲ့ဖို့ဆိုတာဒီလောက်ကတော့ခွန်တောင်းအောင်ပါပဲဆိုတောင်းခဲ့တာပေါ့နော်အဓိကကတော့အမေကဗိတ္တမြအချိန်တိုင်းမှာဘာလို့ပြောလဲဆိုတော့အဂရိတရား၄ပါးကြောင်းလို့ပဲပြောတာလူတို့အကျိုးထမ်းဆောင်တဲ့အခါမှာအဂရိတရား၄ပါးကင်ရှင်းပါစီအနှစ်ချုပ်ရရင်ဒါပဲအဂရိဆိုတာငွေကြေးပေးလို့ငွေကြေးယူတာတစ်ခုရင်အဂရိမဟုတ်ဘူးစန္နဂရိဘယဂရိဒေါဒဂရိမောဟဂရိအမေဆုံးလက်တွေ့တဲ့အချိန်တိုင်းမှာမှားကြတဲ့စကားအဲ့ဒါပဲ အဲ့တော့ဘာမလို့ရအောင်ဘာမလို့ရရမလဲတခုချင်းစီကိုလိုက်မပြောဘူးသူအမားတို့ရဲ့ယင်ထဲမှာအသေးထဲမှာနှလုံးသားထဲမှာဒီခီးဒီလန်းကိုသွားတဲ့အခါမှာအဂရီတရား၄ပါးကကင်းရှင်းပါစီဆိုတဲ့အကြောင်းတရားကိုပဲမှာသွားခဲ့တာပေါ့နော်အကြောင်းတရားကြောင့်မို့လို့အဂရီတရားနဲ့မညီစင်နဲ့မယောင်လိုင်းကိုကြောက်လို့မယောင်လိုင်းကိုကြိုက်ချင်အောင်ဆောင်နေကြတဲ့သူကလေအဲ့ဒါအဂရီနဲ့ညီဒီလိုမျိုးပေါ့နော်ဒီအဂရီတရား၄ပါးနဲ့ကင်းရှင်းဖို့ဆိုတဲ့အကြောင်းရှင်းပြတယ် နှစ်80တောင်ပြည့်သွားတယ်ကိုရဲ့မိခင်တယောက်ဆိုရင်ကိုဘလို့ထားကျင်တယ်လေပေါ့သူဒီနာနာအေးအများကြီးအေးတွေကိုထမ်းပိုးပြီးတော့သူလာတဲ့ခေတ်ကအင်မန်လာမှာဦးမိဆုကိုညှောနိုင်ကြတဲ့တာရင်သမီးရင်းတွေမိသားစုဝင်တွေရဲ့လက်ထဲကိုအမိဆုကိုတိတိချာချာလေးပြန်အပ်ပြီးတော့မှငင်းငင်းချမ်းချမ်းပျော်ပျော်ရှင်ရှင်နဲ့နေထိုင်နိုင်ပါစေဆိုတဲ့စိတ်ဆန္ဒတစ်ခုပဲရှိရဲ့ တကယ်လည်းအဲ့ဒီအတိုင်းမင်းစုကိုနေခွင့်ရစေချင်ပါတယ်ဒီနှစ်70ပြီးမွန်းနေ့ရအောင်စပြီးတော့ခြုံနောက်ငန်းအញ្ញဆုံးလွမြောက်ပါစီချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူချစ်ရတဲ့သားတွေညီတွေနဲ့အတူတူတူတကွပျော်ပျော်ရှင်ရှင်နေထိုင်နိုင်ပါစီလို့စတောင်းပေးခြင်း